ားလုံးပဲမင်္ဂလာပါဒီနေ့မေလ30ရက်နေ့မှာတော့စကိုင်းတိုင်းပလေးမျိုးပေါ်မှာရှိတဲ့စစ်တပ်နဲ့ရဲတို့ဒီစကိုင်းပေါ်နေပြီးတော့ဝင်လာတိုက်တယ်မြို့မှာရဲစခန်းစူပောင်ယုံထွေအိုယုံစသဖြင့်ဒီနေရာတွေကိုဝင်ပြီးတော့တိုက်ခိုက်တယ်ဒါပေမဲ့သိပ်ထိရောက်မှုမရှိဘူးဆိုတဲ့တည်င်းကိုပြရတယ်နောက်တစ်ခုကနေပြီးတော့เนาะနေပြီးတော့ကို မြင်ကလေးလှုပ်တဲ့ခါကျတော့အဲ့ဒီနေနေပြီးတော့မှရှိတဲ့လှုပ်တော်ဆောက်ဦးတို့ဆိုရဝန်ထမ်းဆောက်ဦးတို့စသည်ဖြင့်တော်တော်ကိုထိခိုက်ပျက်စီးမှုရှိတယ်ဆိုတော့အဲ့ဒါကိုပြန်လည်တီဆောက်ဖို့အတွက်ပတ်စံလို့တယ်နော်ပတ်စံလို့တဲ့ခါကျတော့ဒီနိုင်ငံချလာနေပြီးတော့ကုညီတဲ့အကူညီတွေအများကြီးအများကြီးရှိတယ်အဲ့ဒီထောက်ပံ့ကျဲတွေကိုနော်ပစ္စည်းပစ္စည်းရတွေလည်းရှိတယ်ထောက်ပံ့တဲ့ငွေတွေလည်းရှိတယ်ဆိုတော့ဒီဟာတွေကိုနော်အခုတည်င်းထွက်လာတာကဒီကိုကြီးထောက်ပံ့တဲ့ပစ္စည်းတွေကိုရောင်းလာတော့ဘစ်ကတ်မိုးကိုရောင်းလာတော့ စသည်ဖြင့်ဒီသူတို့လှူတန်းထားတဲ့ပစ္စည်းတွေကိုဒီငလျင်ဘေးသိတဲ့လူတွေကိုမလှူဘဲနဲ့သူတို့ယူကြတယ်စသည်ဖြင့်ဒီတဲ့င်းတွေကတော့ပေါ်လို့ရိုက်နေတာပဲเนาะဆိုတော့နေပြည်တော်ဆလို့ရှိရင်လည်းတော်တော်ကိုအထိနာတဲ့ ထဲမှာပါတယ်မိငယ်လှုပ်တာဆိုတော့ဒီဟာကိုပြန်လဲတိဆောက်ဖို့အတွက်ကပက်ဆက်လို့တယ်နိုင်ငံခြားကအကူအညီတွေရတယ်အဲ့ဒီဟာတွေကိုနေပြီးတော့ဘုံကျဲတဲ့နေရာတွေမှာသုံးတယ်ဒီနေ့ပြတော့တိဆောက်တဲ့နေရာတွေမှာသုံးတယ်စသည်ဖြင့်ဒီတည်င်းတွေကတော့ပေါ်လို့ရိုက်နေတာပဲเนาะနောက်တစ်ခုကခုနေပြတော့တိဆောက်ဖို့အတွက်ကကိုဝ WSA ဝကပက်ဆက်ကူညီတယ်ပြီးလို့ရှိရင်တော့ NDAA လို့ခေါ်တဲ့မိုင်းလာအဖွဲ့ကနေပြီးတော့ပက်ဆက်ကူညီတယ်အဲ့ဒီမှာ crony crony လဲဆိုတာကခုနကတကိတ်ချမ်းသာတဲ့သူတို့ကတကိတ် သူတို့ရဲ့ စီပေါ်ရေးကိုပဲဦးစားပေးတယ်เนาะတိုက်ပြဘလောက်ပဲပျက်စီးပျက်စီးတိုက်ပြဘလောက်ပဲเนาะအဲ့ဒီပြပုံဖြစ်ဖြစ်သူတို့အတွက်ဘာမှကြိုးဆိုင်ဘူးသူတို့ကိုဩစာအာနာပေးနိုင်တဲ့လူတွေကိုနေပြီးတော့ဘလုံးထောက်ပံ့တယ်အဲ့ဒါကိုခရိုနီလို့ခေါ်တယ်เนาะသူတို့ရဲ့စီပေါ်ရေးအနောက်ကနေပြီးတော့လက်မေးတွေပေါ့လက်မေးတွေပေါ့ပတ်စံတွေထောက်ပံ့ပြီးတော့သူတို့ကတော့တကယ်မပါတလို့လို့ပါလို့လို့နဲ့စီပေါ်ရေးတစ်ခုပဲလုပ်တလို့လို့နဲ့အဲ့အလိုမျိုးနေတဲ့လူတွေကိုခရိုနီပေါ့သူတို့ကူညီတာเนาะဒေါ်လာတန်ပေါင်း1.3 3တန်အထိတော့မှသူတို့ကူညီတယ်မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့ 331.53ဘီလီယံမြန်မာကျပ်ငွေအလောက်ထိရတယ်အဲ့ဒါကဝပါတယ်ကျွန်တော်တို့မိုင်းလာပါတယ်ခရိုနီတွေပါတယ်အဲ့ဒါကနေပြီးတော့ဒီဆော့ဖို့ဖြစ်တယ်ဆိုတဲ့ဟာကိုသတင်းမီဒီယာတွေမှာတွေ့ရမယ်နောက်တစ်ခုကကျွန်တော်တို့ဒီဘေးရင်ဒီဘေးရင်အရေးခင်းကခုနကဒီចောင်းသားတွေကိုចောင်းတွေကိုဖြစ်တဲ့ list တစ်ခုရှိတယ်ပြီးလို့ရှိရင်တော့အောင်ဆန်းစုကြည်ကိုအသေးအဲ့ဒီမှာရိုက်တဲ့ပွဲအဲ့ဒါကဒီဘေးရင်တော်တော်နာမည်ကြီးတယ်เนาะအဲ့ဒီနာမည်ကြီးတဲ့ပွဲကလူတွေကပြောတယ် နော်လက်မဲကြီးရှိတယ်အဲ့ဒီလက်မဲကြီးကိုနေပြီးတော့ဖောက်ထုတ်လို့မရသေးဘူးစသည်ဖြင့်ပြသသည်ဖြင့်ပြောကြတယ်ဒါပေမဲ့အများအပြားသိတာကတော့ဂျမ်းဖွက်အဲ့ဒီမှာစစ်တပ်ကပုံပတ်သက်မှုရှိတဲ့တကယ်အညိုအတင်းနဲ့ဒေါအောင်ဆန်းစုကြည်ကိုနေပြီးတော့အပြောက်ဖြောက်တဲ့ပွဲ2003ခုနှစ်အဲ့ဒီအချိန်ကတည်းကဒီတန်းရွှေပေါ့အာနာရှင်တန်းရွှေကနေပြီးတော့အုပ်ချုပ်တဲ့အချိန်ကာလဖြစ်တယ်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီဂျမ်းဖွက်ကမွေးထုတ်ထားတဲ့ဆွန်အာရှင်နော်ဆွန်အာရှင်တို့အဲ့ဒီမှာဒီဖုံးကြီးတွေဖုံးကြီးတွေဆိုတာအတူအယောက်ဖုံးကြီးတွေပေါ့ လိုမျိုးဖုံးကြီးတွေနဲ့ဖုံးကြီးတွေအဲ့လိုမျိုးတိုက်ပြီးတော့သူတို့လှုပ်တာနော်လှုပ်တာအဲ့ဒီမှာအပျောက်ဖြောက်ပြီးတော့နော်ဂါဒန်ကိုရိုက်တာဆိုတော့အခုဆိုလို့ရှိရင်တော့2023မေလ30ရက်နေ့မှာဖြစ်ပျက်တာဆိုတော့အခုကတော့2025မေလ30ရက်ဆိုလို့ရှိတော့နှစ်ပေါင်း22နှစ်ကြာပြီဒီ Jump for Party ကအဓိကပါဖို့ပတ်သက်မှုရှိတယ်အဲ့ဒီမှာဆွန်အားရှင်ပြီးလို့ရှိတော့အဲ့ဒီနောက်ကွယ်မှာဘယ်သူရှိလဲဆိုလို့ရှိရင်စစ်တပ်တွေနော်ထောက်လန်းရေးစစ်တပ်ထောက်လန်းရေးတွေ နော်တကယ်ကြီးကဲတွေပါဝင်ပတ်သက်မှုရှိတယ်နော်ဒေါ်ဆက်စုကြည်ကိုလုံးဝမချင်တတ်ဘူးအဲဒါကြောင့်အဲ့ဒီနေရာမှာအပြောက်ဖြောက်တာနော်ကံကောင်းထောက်မဆောင်ဖြင့်တို့တို့လုံးဝမသေးခဲ့ဘူးအဲ့ဒီနေရာမှာအပြောက်ဖြောက်လို့မရဘူးနောက်ဆုံးကြတော့သူကိုနော်အတိုင်ပင်ခံထိတော်မှသူတို့တင်လိုက်ရတဲ့အဆင့်ကိုရောက်သွားတယ်ဆိုတော့နောက်ဆုံးကြတော့အခုတတိနော်သူတို့ကဖမ်းလိုက်တယ်နေမတမာမှုနဲ့ဘာနဲ့ညာနဲ့ဆိုပြီးတော့သူ့ကို ကိုချုပ်ထားတဲ့အသက်80ပြည့်ပြီအဖွားအိုကိုနေပြီးတော့ထုံထက်မှာအခုတက်တီချနေလုံးမယ်ဘာဖြစ်ဆိုတော့တော့အညိုအတင်းတွေကဒီနေ့တက်တီမပြောင်းနိုင်ဘူးဒီမင်းကလေးတယောက်ကြောင်ဖြစ်တယ်ဆိုတဲ့ဟာကိုသူတို့က နော်တော်တော်ကိုအနာကိုလိုတဲ့ခါကျတော့ပထမတောင်းနဲ့တောင်းလို့မရတဲ့ခါကျတော့အချမ်းနဲ့သူလုပ်တယ်ဟုတ်တာမဟုတ်ဘူးဆိုတာကျွန်တော်တို့အခုအနာကိုသမြောက်ကိုအကုန်လုံးယူတာမှအလားပဲအဲ့ဒါပဲချိလိုက်တော့တမတားလည်းသူပဲကပွဲဝင်ကြီးချိုးလည်းသူပဲဝင်ကြီးချိုးလည်းသူပဲအကုန်လုံးယူတာပဲချိလိုက်နော်အဲ့ဒါကိုချိချိအားဖြင့်အရင်တော့ကကျွန်တော်တို့ခံမှန်းကြတဲ့အရာတွေအားလုံးကမှန်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကဒီဘေးရင်ကတကယ်တသက်အနေနဲ့ကျွန်တော်တို့တွေ့ရတယ်အခုအနာသိမ့်တယ်ဒါလည်းမင်းမတမာမှုတော့ဘာတော့ညာတော့ ਨੇ ပြောတာပြောတာနော်အဓိကတော့အဒီမှာမချင်တတ်မှုတွေပဲနော်သူ ကိုကြော်လို့မနိုင်ဘူးเนาะပီတလူထုကသူ့ကိုထောက်ခံတဲ့အခါကျတော့လုံးဝသူ့ကိုကြည့်လို့မရဘူးအခုထောင်ထဲမှာထည့်ထားတဲ့အသက်80ဆိုတော့เนาะတော်တော်ကိုအသက်အရွယ်ကလည်းရနေပြီဆိုတော့เนาะသူ့ကိုเนาะအစ်ပြတော့ထောင်ထဲမှာပဲအသက်လုံးထားမဲ့ပုံစံမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဆိုတော့အတာကဒီဘေးရင်ရဲ့အာဒီတတိယနေပေါ့နော်ဒီဖေးရဲမှာဆိုလို့ရှိရင်ဒေါ်ဆန်စုကြည့်ကိုအပြောက်ဖြောက်တဲ့နော်ဒီအမတ်တရအနေနဲ့မြန်မာနောက်ကနေပြီးတော့ဒီစစ်ထောက်လိုင်းရဲကလှုပ်ဝက်တတိယအဲ့ဒီမို့နေပြီးတော့ဒီမြန်မာနောက်ကဖတ်ရှူရရှိတယ်ဆိုတဲ့ဟာကို တင်ပြထားတာဖြစ်တယ်။နောက်မြန်မာနိုင်ငံကတင်ပြထားတာ။နောက်တစ်ခုကစကားစကိုအပြပြဆိုင်ရာအလုတ်သမားအဖွဲ့ချုပ် ILO ကနေပြီးတော့ဒီဂျွန်လာမှာပေါ့နော်။ဂျွန်လာမှာအဆုံးသတ်အဲ့ဒီမှာအမိန့်ချမယ်နော်အမိန့်ချမယ်။ဆိုတော့အဲ့ဒါကိုနေပြီးတော့တရုတ်နဲ့ရုရှားကဘာပြောလဲဆိုလို့ရှိရင်ဒီမလာဖက်ကခုခံပြီးတော့ဘလို့ပြောလဲဆိုလို့ရှိရင်ဒါကနိုင်ငံရေးကိုအလုတ်သုံးစသုံးမချဖို့ဆိုပြီးမှပြောတယ်ဆိုတဲ့ဟာကို ILO ကနေပြီးတော့ထုတ်ပြန်တာကိုတွေ့ရတယ်။ဆိုတော့နော်မလာရဲ့နောက်ဖက်မှာဒီရုရှားတို့တရုတ်တို့ကတော့ နော်အခိုင်အမာရှိနေတယ်နော်ရုရှားတော့ပို့ပြီးတော့ဆိုးတာပေါ့နော်အဲ့ဒီမှာ ICC က warrant ထုတ်ထားတဲ့ warrant ကောင်ဆိုတော့နော်ဒီမာလာနဲ့တော်တော်ကိုတည်ဖို့ရတယ်နော်တည်ဖို့ရတယ်ဆိုတော့သူတို့အချက်ချင်းကာကွယ်ဖို့အတွက်လဲနော်သူတို့ကလက်မှတ်ရေးထိုးကြတယ်ဆိုတဲ့ဟာကိုလည်းဟိုတရားနည်းကတည်င်းနဲ့တက်လာတယ်နော်ဆိုတော့ အခုအိုင်အလိုကနေပြီးတော့သူတို့လာမှဆိုလို့ရှိရင်အပိသက်ဆုံးဖြတ်မယ်အတိတ်ပြရတော့သူတို့ကိုတရားဆွဲမယ်နော်အပိပိဆိုင်ရာအလုသမားရဲ့အဖွေချုပ်ကနေပြီးတော့တရားဆွဲမယ်တရားဆွဲမှဖြစ်တဲ့အတွက်ကြောင့်ဒီဂျွန်လာမှနောက်ဆုံးအဆုံးသတ်အနေနဲ့သူတို့ကအမိတ်ချမယ်အဲ့ဒါကိုရုရှားနဲ့တရုတ်ကကန့်ကွက်တဲ့သဘောပေါ့အဲ့ဒီမှာနိုင်ငံရေးကိုနော်အလုသုံးစားအသုံးချနေဆိုတဲ့ပုံစံမျိုးကိုသူတို့ပြောတယ်ဆိုတဲ့ဟာကိုတော့တွေးရတယ်နောက်တစ်ခုကအိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီ new delay မှာမြန်မာနိုင်ငံသားတွေအများကြီးရှိတယ်တရားမဝင်ရှိတဲ့လူတွေတချို့တွေစာရွက်စာတမ်းမရှိဘူးတချို့တွေဆိုလို့ရှိရင်တော့ UNCHR လို့ခေါ်တဲ့ဒီကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ေပြီးတော့ဒီကာကွယ်ပေးထားတာเนาะကာကွယ်ပေးထားတဲ့လူတွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီလူတွေအရဆိုလို့ရှိရင်เนาะအထုကယူဆိုင်ဖို့ တော့ USCH အကနေပြီးတော့ထုတ်ပြန်တယ်။ဘာဖြစ်လို့ဆိုတော့ဒီအိန္ဒိယမှာဆိုလို့ရှိရင် New Delhi မှာအစိုးရအပြောင်းလဲရှိတယ်။ဆိုတော့အဲ့ဒီအစိုးရအပြောင်းလဲမှာမြန်မာနိုင်ငံသားဒုက္ခသည်တွေကိုပြန်ပို့ဖို့အတွက်အစီအစဉ်ရှိတယ်။အဲ့ဒါကြောင့်တော့ True Guru Site လောက်နေထိုင်ကြဖို့အခု UNCHR ကသတ်မှတ်ထားတဲ့နေရာတွေမှာနေထိုင်ဖို့အတွက်လဲเนาะသူတို့ကိုအကြံပေးထားတာကိုတွေ့ရတယ်။ဆိုတော့အိန္ဒိယနိုင်ငံမှာရှိတဲ့မြန်မာဒုက္ခသည်တွေယူဆိုင်ရမယ်။အိန္ဒိယနိုင်ငံမှာ အိန္ဒိယအစိုးရအပြောင်းလဲတွေရှိတယ်အဲ့ဒီအစိုးရကမြန်မာနိုင်ငံကိုပြန်ပို့ဖို့အခြေအနေရှိတယ်ဆိုတော့အဲ့ဒါကစိုးရင်စရာကောင်းတဲ့နောက်တည်င်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကရင်ပြည်နယ်ရဲ့အောင်ပွဲနော်ကရင်ပြည်နယ်မှာဆိုလို့ရှိရင်တော့နေ့စဉ်ရက်ဆက်တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုကျွန်တော်တို့သိနေတာတွေ့ရတယ်ဆိုတော့ပလေတိုပလေတိုကတော့တော်တော်ကိုစခန်းကြီးတယ်အဲ့ဒီစခန်းကိုသိနေတဲ့အချိန်မှာ60နှစ်နှစ်ယောက်ကထိုင်းဖက်မှာဖယ်ပြေးသွားတယ်အခုလောလောဆယ်အဲ့ဒီထိုင်းဖက်မှာအယောက်ပေါင်း900လောက် ဝင်းကျင်လောက်ကိုစကားစတွေထွက်ပြေးနေတာရှိတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့အဲ့ဒီ60နှစ်ယောက်ကိုကြတော့ဒီထိုင်းဖက်ကနေပြီးတော့ကျွန်တော်တို့ BGF ဒီမောင်ချစ်သူနော်မောင်ချစ်သူကတော့မအလာနဲ့ဘလူးပလောင်းလောက်တဲ့ခါကျတော့သူ့ရဲ့လက်ထောက်နော်တကယ်လက်ယုံဖြစ်တဲ့ခါကျတော့တကယ်တော့လက်ယုံမဟုတ်ဘူးဆိုလို့ရှိရင်ဘုံချစ်ခါရမယ်နော်ချွေကုတ်ကိုအဲ့ဒါကြောင့်သူကလည်းဘုံချစ်မခံနိုင်ဘူးအဲ့ဒါကြောင့်သူကလည်းဒီမအလာကိုအမြဲတမ်းကူညီထောက်ပံ့ပေးနေတယ်ဆိုတော့အရင်တော့ကမြောက်ဒီကိစ္စလေးဒီလိုပဲနော်အကုန်လုံးသူပဲလှုပ်ရှားတာအခုထိုင်းက60နှစ်ယောက်ကိုလည်းအခု BGF မှနေပြီးတော့တွေးပြောင်းလိုက်တယ်ဆိုတဲ့တင်းကိုလည်းကျွန်တော်တို့တွေးရလိမ့်မယ်ဆိုတော့ဟိုဖက်ကပြေးတယ်ပြေးလာတဲ့ဟာကိုနေပြီးတော့ထိုင်ပတ်နေပြီးတော့ BGF ကိုတွေးပြောင်းတယ်ဆိုတော့ BGF ကနေပြီးတော့အဲ့ဒီမှာမွေးထုတ်ပေးတယ်ပြန်ပြီးတော့ဒီဒေါ်လာရောက်ဖွဲ့တွေကိုပြန်တိုက်ဖို့အတွက်ဆိုတော့အခုမြောက်ဒီကနေပြီးတော့ပြန်ပြီးတော့ထိုးစစ်ဆင်ဖို့အတွက်အခုထိုင်ဖက်မှာပြေးတယ် ေးတဲ့ဟာကိုနေပြီးတော့ဒီဖက်ကနေပြီးတော့ထိုင်းဖက်ကနေပြီးတော့ဒီ BGF စီမှာပြန်ပြီးတော့လွှဲတယ်လွှဲပြီးမှတစ်ခါဒီဖက်ကမြောက်ဒီကနေပြီးတော့ပြန်ပြီးတော့ထိုးစစ်ဆင်ဖို့အတွက်ပြင်နေတယ်ဆိုတဲ့ဟာကိုเนาะကျွန်တော်တို့ AMD ကနေပြီးတော့ပေါ်ပြထားတာကိုတွေ့ရတယ်ဆိုတော့ခနေလေးခနေလေးကိုသိမ်းလို့ရပြီသိမ်းလို့ရတဲ့ခါကျတော့အဲ့ဒီမှာဘီးရင်တော့เนาะဘီးရင်တော့ကိုကျွန်တော်တို့ဘီးရင်တော့စခန်းကိုလည်းအဲ့ဒီမှာမနေရတော့ဘူးထွက်ပြေးတယ်ထွက်ပြေးတယ်ဆိုတာကျွန်တော်တို့အကြောင်းအရင်းတစ်ခုရှိတယ်အဲ့ဒီမှာစကားစကားသူတို့က ူဟာခင်းနဲ့ဒီနေ့ဘွားအဖွဲ့စီငေတဲ့ဟာတွေတိတ်အခြေအနေမကောင်းတော့ဘူးဆိုလို့ရှိရင်သူတို့ကထွက်ပြေးတဲ့ပုံစံလုပ်တယ်လုပ်ပြီးတော့နောက်တနေရာမှာဆူပြီးတော့အင်အားစုတယ်အဲအဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့လုပ်တာဖြစ်တယ်ဆိုတော့ဘေးနောက်အဲ့ဒီမှာထွက်ပြေးကုန်လေအကုန်လုံးတင်လို့ရတယ်ပြီးလို့ရှိရင်တော့ရွှေအေးမြိုင်နော်ရွှေအေးမြိုင်ကတော့ဥက္ကဋ္ဌဥက္ကဋ္ဌနဲ့ဒီကာကင်းဖြစ်တယ်နော်ကာကင်းဖြစ်တယ်ဆိုတော့အဲ့ဒီမှာလည်းထွက်ပြေးသွားတယ်အဓိကတော့သူတို့ကတော့သစ်ပေါ်ဘုတ်ကိုတိုက်တာနော်သစ်ပေါ်ဘုတ်ကိုစစ်ကူလာတဲ့ ခုနစနေရောက်ကအတုံးလုံးဖြစ်တဲ့ခါကျတော့အခုနကကနေလေးကိုသိမ်းလို့ရတယ်အဲ့ဒီကနေလေးနားကရှိတဲ့ဘင်းတော်ကလည်းမနေရတော့ဘူးထွက်ပြေးတယ်အခုနကဒီရွှေအေးမြိုင်ကလည်းဒီဒီဥက္ကဋ္ဌနားကကာကင်းဖြစ်တယ်သူတို့လည်းမနေရတော့ထွက်ပြေးတယ်နော်ထွက်ပြေးတယ်ဆိုတော့အခုနကဒီပလေတိုကိုသိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာဖြစ်ပြတဲ့အဖြစ်ပြက်တွေကဆက်တိုက်ဆက်တိုက်တွေ့ရတယ်ဆိုတော့ဒီနေ့စခန်းကိုထပ်တော့သူတို့သိမ်းလို့ရတယ်အဲ့ဒါကမော်ခီစခန်းနော်မော်ခီစခန်းကိုနေပြီးတော့ထပ်တော့ KNU ကထပ်သိမ်းတာကိုတွေ့ရတယ်ဆိုတော့ဒီ KNU နေမြေမှာဆိုလို့ရှိရင်တောင်ပိုင်းမှာတော်တော်ကို တိုက်ခိုက်သိမ်းပိုက်နေတဲ့တင်းကတော့နေစင်နဲ့ရက်ဆက်ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အရင်တော့ဒီ KNU ကနာမည်ပြက်ခဲ့တယ်เนาะသူတို့ကစက္ကစနဲ့အပေးယူလိုက်တယ်သိမ်းလို့ရတယ်ပြန်ပေးလိုက်တယ်စသဖြင့်သူတဖြင့်တော့တမခွန်နဲ့တော်တော်နာမည်ပြက်တယ်ဆိုတော့အခုကတော့တမခွန်နဲ့နေမည်ရဲ့တမ6နေမည်မှာဆိုလို့ရှိရင်တော့ကြီးကြီးသိမ်းတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကပင်လောင်းပင်လောင်းမြို့နေမှာဆိုလို့ရှိရင်တော့ဆောင်းပြောင်းဒီ US ခန်းကိုနေပြီးတော့ PDF ကနေပြီးတော့သိမ်းပိုက်လိုက်ပြီเนาะအဲ့ဒီမှာ PNLO ရဲ့6 ပုံမှုတယောက်အပါအဝင်အများပြတ်သေးတယ်ဒီမှာဒီမှာစစ်သုံးပန်းတွေလည်းအများကြီးဖမ်းလို့ရတယ်ပြီးလို့ရှိရင်တော့လက်နက်ခဲယံတွေလည်းအများကြီးရတယ်အဲ့ဒါက PDF တွေကနေပြီးတော့ အဲ့ဒီမှာတင်ပိုက်တာဖြစ်တယ်เนาะဖေကွန်ပီလီယာကဆိုတော့ဒီရှမ်းတောင်ဖက်မှာအဲ့ဒါကเนาะရှမ်းတောင်ကတော့ကျွန်တော်တို့အရင်တုန်းကဒီတည်င်းတွေတက်တယ်ဒါပေမဲ့ပြန်ပြောက်သွားတယ်အခုပင်လောက်မှာဆာတော့ဖြစ်တယ်ဆိုတော့ဆောင်ပြန်စခန်းကိုနေပြီးတော့ဒီဖက်ကနေပြီးတော့ဖေကွန်ပီလီယာနေပြီးတော့တင်ပိုက်လိုက်တယ်ဆိုတဲ့တည်င်းကတော့ကျွန်တော်တို့တွေးရတယ်အဲ့ဒါကရှမ်းတောင်နောက်တစ်ခုကဒီလူမျိုးတုံးတက်ဖြတ်မှုနဲ့ဆေးရာဇဝမှုနဲ့လူသားမျိုးနွယ်တွေကိုနေပြီးတော့ကျူးလွန်တဲ့ရာဇဝတ်တွေကိုဒီနိုင်ငံတကာတရားရုံးတွေမှာ ပြလို့ရှိရင်တော့ NUG ပြန်ပြီးတော့သူတို့ကိုအရေးယူနိုင်ဖို့အတွက်ဒီကျွလွန်တဲ့လူတွေကိုနော်ကပ္ပစကောင်းဆောင်နော်ဟန်မြင့်ဟန်မြင့်ဆိုတဲ့လူအပါအဝင်အရာရှိ28ယောက်ကိုမှဖွံ့ဖြိုးရေး Institute ကနေပြီးတော့ထုတ်ပြန်ထားတာအဲ့ဒါကနိုင်ငံတကာကနေပြီးတော့အရေးယူနိုင်ဖို့ပြလို့ရှိရင်တော့ NUG ကဒီလူတွေကိုအရေးယူနိုင်ဖို့အတွက်ဒီကပ္ပစရဲ့ကောင်းဆောင်ဟန်မြင့်အပါအဝင်အရာရှိ28ယောက်ကိုအဲ့ဒီစည်းငုံနေပြီးတော့ထုတ်ပြန်ထားတဲ့ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်တစ်ခုကဒီ Thai နဲ့ဒီ one เนี่ยဒီပြဿနာเนี่ยတော်တော်ကိုဖြစ်နေတယ်ဆိုတော့ကိုယ့်ရဲ့ဆေးဝါး ိုက်ဖျက်ရင်အဲ့ဒီစစ်ပွဲကိုဆင်နေဖို့အတွက်ထိုင်းကနေပြီးတော့ပထမဆုံးကျင်ရတယ်။ကျင်ရပြီးတဲ့နောက်ပိုင်းမှာအခုထိုင်းကသူတို့ကငါတို့ကမိုးရစေဝမလုပ်ပါဘူးဆိုတဲ့ဟာကိုပြောတယ်။ပြောတဲ့ဟာကိုအခုထိုင်းကနေပြီးတော့ပါပြန်ပြောလဲဆိုလို့ရှိရင်တော့ဒီအထောက်ထားတွေငါတို့စီမှာအကုန်လုံးရှိတယ်။တကယ်တမ်းဒီအထောက်ထားမှမရှိဘူးဆိုလို့ရှိရင်မင်းတို့ဖက်ကဝါဖက်ကသူ့ကိုတတ်နိုင်တယ်လို့ရှိလို့ရှိရင်သို့ပါเนาะအဲ့ဒီမှာပက်ဆန်ထုတ်ပြီးတော့တတ်ပါလို့သူ့ကိုပြောတယ်။အဲ့ဒါကတက်ဆင်ရှင်တာပေါ့။အဲ့ဒီပေတူတန်ရဲ့အဖေပေါ့နော်။ပေတူတန်ကတော့ဝန်ကြီးချုပ်လုပ်တယ်ဒါပေမဲ့တကယ်နောက်ကိုရကင်တာကခုနက ဒီ decisional ဝါဖြစ်တယ်ဆိုတော့အခုဝါကိုပြောတာလဲ decisional ဝါပဲဆိုတော့ဒီမှာထိုင်းနဲ့ဒီဝါဟာဆိုလို့ရှိရင်အကြီးကျယ်အဲ့ဒီမှာပြဿနာတွေဖြစ်နေတယ်ဆိုတော့အခုထိုင်းကလည်းပြောနေတယ်เนาะတကယ်တမ်းတရုတ်နဲ့ဒီမြန်မာနော်တရုတ်နဲ့မြန်မာကိုသူတို့ဒီဝါတပ်ဖွဲ့တွေကိုမူရစီဝါတော်တော်လုပ်နေတယ်မြင်ပြီးလို့ရှိရင်တော့မင်းရှားတပ်တုတွေတူးနေတယ်အဲ့ဒါကြောင့်သူတို့ကိုဂန်တွေ့ပါတကယ်တမ်းမဂန်တွေ့ဘူးဆိုလို့ရှိရင်တော့ထိုင်းကနေပြီးတော့ direct ဂန်တွေ့ဖြစ်ရှင်းမယ်ဆိုပြီးတော့အတိအလင်းပြောထားတာကိုတွေ့ရတယ်ဆိုတော့ ဲ့ဒီတည်င်းကိုကြားတာနဲ့ဝလည်းမလုပ်လဲဆိုလို့ရှိရင်အဲ့ဒီမှာစေပြအခမ်းအနားတွေသူတို့ကြည်ကြည်လုပ်နေတဲ့ခုအတိတ်ပြတော့အင်အားပြတယ်မင်းတို့ချမယ်ဆိုရင်ချဆိုတဲ့ပုံစံမျိုးပေါ့နော်အခုထိုင်းရတော့စေပြတာတော့ကျွန်တော်တို့တွေ့သေးဘူးဆိုတော့ထိုင်းလေးသူတို့ပြလာလိမ့်မယ်တကယ်နဲ့တင်းမလာပြီဆိုလို့ရှိရင်တော့စေပြကြတယ်ဒါကထုံးစံပဲဆိုတော့အဲ့ဒီထိုင်းဖက်ကတော့မပြသေးဘူး ီဝဖဲကတော့အင်အားတော်တော်ပြနေပြီနော်ဆေးပြအခမ်းအနားတွေတော်တော်ကိုလုံနေတယ်ဆိုတော့သူတို့နှစ်ယောက်ကကြီးကြီးဖြစ်လာဖို့ရှိတယ်ဘာဖြစ်ဆိုတော့ဒီထိုင်းအတွက်အခွင့်အရေးဖြစ်တယ်နော်ထိုင်းကပြောတယ်ဒီဝလိုမျိုးတွေဟာဆိုလို့ရှိရင်မူရစီဝတွေကလုံတယ်မြေရှားတွေလုံတယ်အဲ့ဒါတွေဆိုလို့ရှိရင်ထိုင်းကတကယ့်ချင်းချောက်မှုတွေဖြစ်လာတယ်ဆိုတဲ့ဟာကိုသူတို့တီလင်းပြောတယ်ဆိုတော့ခွင်းကောင်းပဲဘာဖြစ်ဆိုတော့တိုင်းပြည်ပြည့်နေတဲ့အချိန်မှာနော်သူများတွေတိတ်အာယုံမဆိုင်နေတဲ့အချိန်မှာနော်ဝတော့ဖွဲ့တဲ့နဲ့ ူတို့ကရင်ဆိုင်ရမယ့်အခြေအနေမျိုးတွေမှာဆိုလို့ရှိရင်အခုထန်ကနေပြီးတော့ဒီလိုစကားပြောတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ TNL တင်ပိုက်ထားတဲ့နောက်ချိုဒီဖျားကုန်းအထူးတောင်မှအခုစကားစကားနေပြီးတော့ပြန်ပြီးတော့တင်လို့ရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီပြန်တော့နောက်ချိုမကြခင်ကြားတော့မယ်အဲ့ဒီမှာရွှေမုံနောတို့တရချိုတို့ရာပြင်းတို့စသည်ဖြင့်ဒီနေရာတွေကိုအကုန်လုံးစကားစကားပြန်ပြီးတော့ထိန်းချုပ်လိုက်ပြီးဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြန်ရတော့ဒီနောက်ချိုဟာဆိုလို့ရှိရင်စကားစကားလက်အောက်ကိုမကြခင်ရောက်တော့မယ်အဲ့ဒီဟာရဲ့အဓိကအကြောင်းရင်းကကျွန်တော်တို့ PDF တွေကို ော်ပြဿနာရှာတယ်ပြီးလို့ရှိရင်တော့ KNA ကိုပြဿနာရှာတယ် MNDO ကိုပြဿနာရှာတယ်နော် TNA ကဒီဟာတွေရဲ့အကျိုးဆက်လို့ပဲကျွန်တော်တို့ကယူဆတယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ Shaman System ရဲ့ဆိုတာ account account ထဲမှာပေါ်တဲ့အကြောင်းရင်းကအဲ့ဒီအကြောင်းရင်းပဲ Shaman System ရဲ့ဆိုတာအခုရှမ်းမြောင်းကနေပြီးတော့ဒီ Mandalay ကိုတိုက်ဖို့အစီအစဉ်တွေဘလုံးပြတ်သွားတယ်နော်ပြတ်သွားတယ်ဆိုတော့အဲ့ဒါကရုပ်ရဲ့ ဆိုတဲ့ပုံကိုသူတို့လက်ခံမယ်လို့ပြောတဲ့နောက်ပိုင်းမှာအဲ့လိုမျိုးဖြစ်သွားတာဆိုတော့အခု TNL ကအဒီကနေဖြစ်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 နဲ့ကျွန်တော်တို့ဆွတ်သွားမယ်အခြေအနေမျိုးကိုရောက်နေပြီဆိုတဲ့ဟာကိုတော့တွေ့ရတယ်နောက်တစ်ခုကဒီကြောက်ဖြူမျိုးနဲ့ဒီ6မိုင်ပဲกว่าတယ်เนาะအဲ့ဒီမှာ yes ခိုင်းအမှတ်30နဲ့2 yes ခိုင်းကိုနေပြီးတော့အချင်းချင်းတိုက်ကူတွေဖြစ်တယ်ဆိုတော့အဲ့ဒီမှာဒီ you have mood တယောက်ထေသွားတယ်เนาะကြုံမျိုးအောင်ဆိုတဲ့လူ you have mood တယောက်ကို sniper နဲ့ပစ်တတ်တယ်ပြလို့ရှင်တာအဲ့ဒီမှာအရာရှင်ကရောက်ထေဆုံးတယ်ဆိုတော့အဲ့ဒီဟာနဲ့အပြင်အခုဒီ6မိုင်ပဲกว่าတယ်เนาะအဲ့ဒီမှာသူတို့တိုက်ကူဖြစ်တဲ့အခါကျတော့အဲ့ဒီမှာ do ရင်မုံဒုတိုင်မုံအပါဝင်6ယောက်ထပ်တော့သေးတယ်ပထမ9ယောက်သေးတယ်ဒီပြူဟာမုံအပါဝင်9ယောက်သေးတယ် ိုတော့အခုဒီအနိကတပွဲဖြစ်တဲ့အခါမှာအဲ့ဒီမှာဒုတရမုံတော်မှသိဆုံးသွားပြီနော်ဆိုတော့ဒီကြောက်ဖြူပါဆိုလို့ရှိရင်အချိန်မြင့်နေတယ် AA ကတိုက်ပွဲတွေအချိန်မြင့်ပြီးတော့ဒီကြောက်ဖြူမျိုးကိုတင်ဖို့အချိန်တွေကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီသတင်းတွေကတော့ဒီနေ့ဒီမေလ30ရက်နေ့မှာဆိုလို့ရှိရင်တော့တကယ်အထူးသတင်းတွေအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့မေလ30ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပြန်ကျွန်တော်ဒီ